မင်္ဂလာပါအဲဒီနေ့တော့เนาะကျွန်တော်တို့ကာလောကအကြောင်းတစီတစောင်းပေါ့เนาะဟိုကျွန်တော်လဲအဲဒီဘက်ကာလောကနဲ့နည်းနည်းအဆက်ပြတ်နေတာတော့လည်းရှိပါတယ်เนาะသို့တော်လည်းပဲဟိုကိုယ်တိုင်ကလည်းတစ်ချိန်ကကာလောကထဲမှာเนาะဟိုအချိန်များကြီးကျင်လည်ခဲ့တယ်เนาะနေခဲ့တယ်မစိမ့်ပါဘူးเนาะမစိမ့်ပါဘူးအဓိကလုပ်ငန်းတော့မဟုတ်ပါဘူးเนาะကျွန်တော်ဒီ Facebook မှာတော့ရေးခဲ့တယ်เนาะကျွန်တော်တို့ခက်က နော်ဟိုမီလီလုံးတို့ရှဲဆောင်တို့ဆယ်ပြားစီတို့ဒါကျွန်တော်တို့အခေါ်တွေပေါ့နော်အဲ့တော့ဖင်တောင်တို့နော်အစီဖင်တောင်ဆိုတာနော်အဲဒီတိုဒါကိုရိုလာတို့ဟာတွေပေါ့နောက်ပြီးတဖြည်းဖြည်းနဲ့အဲဒီဘက်ရောက်လာတဲ့ခါကျတော့ခုနပြောတဲ့ဖင်ကောက်တို့နောက်ပြီးကျက်တူရွေးတို့နော်နောက်ဆက်ရုပ်တို့နော်အဲပြီးရင်နောက်နွားကြီးတို့နော်အဲအေးဗာလေနေဆန်နေဆန်အေဒီဘေးဆိုနွားကြီးတယ်နော်အဲကျွန်တော်တို့မြန်မာတွေကလည်းနာမည်ပေးတယ်နော်ဘတ်ဂျက်တို့ဆိုဖပြုတ်တယ်နော်အဲဒါမျိုးတွေပေါ့အဲ့ဒီကနေတဖြည်းဖြည်းနဲ့နော်ဒီဘက်ရောက်လာတဲ့ခါကျတော့ เนาะปูပြီးတော့ model အမြင့်နေပေါ့เนาะ model အမြင့်နေပိုများလာတယ်အဲ့တော့အခုရက်ပိုင်းမှာအခုဒီဘက်နောက်ပိုင်းပေါ့เนาะအခုဒီဘက်နောက်ပိုင်းမှာကားလောကမှာဆိုလို့ရှိရင်လည်းဒါအခု EV ပေါ့เนาะအဓိကခေစားလာတာ EV ပေါ့အဲ2021နောက်ပိုင်းမှာเนาะဟိုရှေ့မှာတွေကလည်းဒီ EV နဲ့ပတ်သက်ပြီးတော့เนาะဟိုတင်သွင်းမှုတွေရှိပါတယ်အဲဒီဘက်နောက်ပိုင်းမှာတော့ပိုပြီးတော့နည်းနည်းလေး EV နဲ့ပတ်သက်တဲ့အတန်တွေပိုထွက်လာတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီ1988နောက်ပိုင်း เนาะအခြေအနေတွေလည်းကြုံခဲ့ပြီပြီနောက်2010မတိုင်ခင်ကားစည်းကွက်ကြီးတစ်ခုလုံးကိုကျွန်တော်တို့ကာလော့ကာတဲ့ဆဝင်တဲ့အချိန်ကเนาะဟို2000ဝန်းကျင်လောက်မှာပဲရှိသေးတယ်ဆိုတော့เนาะဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဲအဲ့ဒီစေစုနှစ်လောက်ပေါ့เนาะ2010အတွဲမှာဖြစ်ခဲ့တဲ့အခြေအနေတွေလည်းကြုံခဲ့ဘူးတယ်ဆိုတော့2010မှာစပြီးတော့တခါပြန်ပြီးတော့เนาะကားစည်းကွက်ကြီးကလုံးဝပြောင်းသွားတယ်တကယ်တော့ ဟိုကားရောင်းဝယ်လုပ်ငန်းတွေပဲဖြစ်ဖြစ်เนาะကားလောကမှာဆိုတော့ပုံမှန်အခြေအနေတွေမှာလည်းဟိုလုံးလို့ရပါတယ်เนาะလုံးလို့ရတယ်အဲကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်တော့မှကျွန်တော်ရေးခဲ့ပါတယ်ကျွန်တော်ဒီ2021เนาะမတိုင်ခင်ကဆိုရင်ဒီကားရှိုးရူးတစ်ခုเนาะလုပ်ဖို့တော့မှကျွန်တော်တို့ပြင်ဆင်ခဲ့ဘူးတယ်ဒါပေမဲ့မလုပ်ဖြစ်ခဲ့ပါဘူးမမလုပ်ဖြစ်ခဲ့ဘူးဟို EV ထဲမှာဆိုရင်ဒါကျွန်တော်တို့အားလုံးအများသိတာပဲပြောရမှာပေါ့ဗျာကျွန်တော်တို့ BYD ရှိမယ်နောက် MG ရှိမယ် NEDA ရှိမယ်ပေါ့เนาะအခုဆိုရင်တော့ဒါနည်းနည်းကဲရိုက်ထားတော့ NEDA ပေါ့เนาะအဲ့တော့ NEDA က အဲတရုတ်နိုင်ငံမှာအခုဒီဒီ network company ကနော်ဒီဝါလီခံလို့ပါလို့ပေါ့ဗျာဒီလိုအခြေအနေတွေကြုံတွေ့ရတဲ့ခါကျတော့နောက်ကနစပယ်ယာဘက်ပြဿနာတွေနောက်ဆက်တွဲအဓိကနဲ့ပတ်သက်တဲ့တာဝန်ယူမှုဘယ်ဘယ်ဘယ်ကုမ္ပဏီကနေပြန်ပြီးတော့ဆက်ခံမလဲနော်ဒီကရဲ့ခုန maintenance တွေကိုဘယ်လိုဆက်ရှင်းမလဲဆိုတော့ခရက်ကတော့တော်တော်ကြီးကြီးမားမားရိုက်တာပေါ့ဗျာအဲ့တော့ဒီအိန္ဒိယ time မှာလည်းတော်တော်ပွက်လို့ရိုက်တယ်နော်ဆိုတော့ဟို BYD နဲ့ MG ကတော့နည်းနည်းလေးဟိုသူကဝါဝိုက် ပိုကျဲတယ်လို့ပြောရမယ် netta ထက်စာရင်ပေါ့နော်နည်းနည်းတော့ပိုဝါးဝိုက်ကြမယ်မင်း netta လည်းတော်တော်ဟိုဒီဒီကံပရီလည်းခက်သေးသေးတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ကဘာကိုသတိထားမိတာလဲဆိုတော့ကျွန်တော်ဒီ27မတိုင်ခင်ကနော်ဒီကားလုပ်ငန်းရှင်တချို့ ਨੇ ရင်းနှီးတာရှိတယ်နော်ရင်းနှီးတာရှိတော့သူတို့ကိုယ်တိုင်ကလည်းအဲ့လိုပဲဒီတရုတ်နိုင်ငံကနော်ကားတွေကိုသူတို့ဟိုပါပေါ့ဒီလာပေါ့ဗျာဟိုပြောရရင်တော့လောကဒီမြန်မာနိုင်ငံကိုယ်စားလှယ်အနေနဲ့ကိုနော်ဟိုတွင်းနေတာရှိတယ် နော်လုံးဝ license ယူပြီးတင်သွင်းတာကြီးရှိတယ်သူ brand နဲ့သူပေါ့ဗျ brand တွေမျိုးမျိုးရှိတယ်အဲ့တော့တချို့ဒီလိုပို့ပြီးတော့တော့မှအခု data တို့ခုနပြောတဲ့ MG တို့နော် BYD တို့လို့တဲကတော့မှအခု data ဆိုဒီလိုဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတော့အခြား company တွေဟိုအခြား brand တွေပေါ့နော်တိတ်ပြီးတော့နာမည်မရှိတဲ့ဒပိုင်းတိုင်းဟိုတရုတ်နိုင်ငံမှာကားထုတ်တယ်ဆိုတာလေသွားပြီးတော့ကျွန်တော်အရင်ကြီးဟိုအထင်ကြီးစရာမျိုးကြီးတွေမဟုတ်ဘူးတချို့ဒီ brand တွေဒါပဲ ဟိုတာမန်လုပ်ငန်းတွေဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာတာမန်ဟိုစက်ယုံတွေလိုမျိုးအရင်တော့ပြောဆိုပါလဲဟိုလမ်းဘေးမှာတာဝန်လင်းထိုးပြီးတော့ဟိုတချို့စက်တွေထုတ်တယ်လို့မျိုးပေါ့တရုတ်နိုင်ငံဘက်လိုထုတ်တာနော်သူသူစက်မှုလုပ်ငန်းဖွံ့ဖြိုးမှုကိုပြောတာပါနော်သူတို့နိုင်ငံဒါစက်မှုဖွံ့ဖြိုးမှုကတော့ကျွန်တော်တို့ဘာပဲပြောပြောဟိုအတိမတ်ပြုတ်ရပါတယ်နော်ဒါပေမဲ့တရုတ်စက်ဖြစ်တဲ့အတွက် ထုံးတန်တိုင်းပါเนาะအဲ့တော့ကျွန်တော်တို့ကတရုတ်ဆက်တွေဖြစ်တဲ့အတွက်တော့အည်သွေးပိုင်းမှာတော့ကျွန်တော်အများကြီး views ဟိုကျွန်တော်ကျွန်တော်ကတော့ EV ကိုမြန်မာနိုင်ငံအနေနဲ့ပြောတော့ EV ဒီရေရှည်မှာကျွန်တော်က long term ကောင်းပါတယ်เนาะဟိုလောင်စာစီပြဿနာဖြေရှင်းနေတာတခုတည်းကြောင့်ဒီ EV ကိုအားပေးတာမျိုးဆိုရင်တော့မဟုတ်ဘူး တကယ်တော့ EV ဒီเนาะအခြားနိုင်ငံတွေပါလဲတုံးတယ်တုံးတော့သူကဘာဟိုဒီကသွားရလဲဆိုတော့ဟိုပတ်ဝန်းကျင်เนาะတဘာဝပတ်ဝန်းကျင်နောက်ဒီလေထုညင်ညမ်းမှုတွေเนาะဟိုကာဗွန်ဒိုင်အောက်ဆိုက်ရှော့ချတာတွေပေါ့ဗျာခုနက pollution တွေအဲအဲ့ဒါတွေပြင်နေခုနကပြောတဲ့လောက်သားကြီးချွေတာအဆရှိတဲ့ပုံပြခုနပြောတဲ့ဒီ effective ပုံပေါ့နော်ဟိုတက်ရောက်ထိရောက်မှုတွေပေါ့နော်အကျိုးအကျိုးရှိမှုတွေဒီ efficiency ပေါ့နော်ဒီတွက်ချေကြိုက်တယ်ဆိုတော့အဲတွက်ချက်မှုတွေနဲ့ဒါမျိုးလုပ်တာဒါပေမဲ့အဲ့လုံတဲ့နိုင်ငံတွေကြီးရင်တော့အကုန်လုံးကလျှက်စစ်ပြီးမှန်တယ်နော်လျှက်စစ်ပြီးမှန်တော့ EV ကအဆင်ပြေတယ် ဒါတော့ EV မှာတခြားသော side effect တွေလည်းအများကြီးရှိပါတယ်เนาะ EV ကားတွေရဲ့အဲခုနပြောတဲ့ဒီ battery system တွေပေါ့ဗျာအဓိကအထူးသဖြင့်တော့ battery ကိုเนาะ battery system တွေနောက်ပြီးရာသီဥတုเนาะရာသီဥတုနဲ့လည်းကျွန်တော်ကချိန်ဆရတယ်အဲဒါဒါကြောင့်တချို့နိုင်ငံတော်တော်များများမှာ EV ကိုကျွန်တော်လေ့လာမိတဲ့လောက်ပြောမယ်ဆိုရင်ထိုင်းနိုင်ငံတော်မှာ EV သုံးဆွဲတဲ့ရာဂိုင်းတုံးဟာသူတို့တနိုင်ငံလုံးသုံးဆွဲတဲ့ကားပမာဏရဲ့1.7အဲ့လောက်ပဲရှိတယ် เนาะဟိုအများကြီးတနိုင်ငံလုံးပမာဏရဲ့ယာကင်လုံးအများကြီးမဟုတ် EV ဒီမြန်မာနိုင်ငံအနေနဲ့တော့တိတ်ပြီးတွန်းတွန်းကျယ်ကျယ်လက်တလောမှာတော့ဟိုအများကြီးမဖြစ်လာနိုင်သေးဘူးဘာဘာကြောင့်လဲဆိုတော့အကြောင်းရင်းနှစ်ခုရှိတယ်တစ်ခုကဈေးရမ်းကြီးတယ်နော်တစ်ခုကဈေးရမ်းကြီးတယ်တစ်ခုကကျတော့နိုင်ငံနဲ့တိတ်မကန့်ညီသေးတာเนาะအဲ့ဒီနှစ်ချက်ခုနောက်တစ်ချက်ထပ်ပိုလာတာဘာလဲဆိုတော့ granny ပေါ့ဗျာเนาะဘလောက်ထိအာမခံချက်ရှိအခုထိုင်းလိုနိုင်ငံမျိုးတော်မှာပေါ်လို့ရိုက်နေဒါပေမဲ့ထိုင်းကသူကဖြည့်ရှင်းနိုင်တာတခုက သူ့နိုင်ငံမှာဗျ SKD CKD ကထိုင်းနိုင်ငံ SKD CKD ဆိုတော့အားလုံးသိပြီးသားပါเนาะเนาะဒဇင်ကပိုင်းတက်စင်တာဆို SKD ပေါ့ဗျာเนาะအစားဆုံးခုနပြောလို့ကိုယ့်အကူပဲကားထုတ်လုပ်တဲ့เนาะဟိုစိတ်ပိုင်းသေးသေးလေးတွေယူပြီးကားထုတ်လုပ်တဲ့ဟာမျိုး CKD ပေါ့ဗျာဆိုတော့ထိုင်းနိုင်ငံငကိုတဲ့ဒီ SKD CKD ကသူကအရန်ကျေပြန်ပြီးသားအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလက်ရှိဒီ SKD ကြီးတော့လေဟို CKD ကအဝေးကြီးเนาะ SKD ကြည်ရင်တော့မှတိတ်ပြီးတော့ဟိုကြီးကြီးမားမားအဲကျွန်တော်မတွေ့ရဘူး။ဘာလို့ဆိုတော့ investor တွေမလာဘူးလေ။ ဘလောက်ဆိုဒီခြေတွေပိုတော့မလောင်ဘူးရင်းနှီးမြှုပ်နှံတဲ့ကံပရီတွေကသူကနိုင်ငံတစ်ခုကိုသူကဆိုပါတော့ဗျာဒီမှ BYD ပဲဖြစ်ဖြစ် MG ပဲဖြစ်ဖြစ် Toyota ပဲဖြစ်ဖြစ်ခုန Honda ပဲဖြစ်ဖြစ်ဘဲကံပရီတွေကမဆိုသူတို့ကအရင်ဆုံးပါကြည့်လဲဆိုအဲ့ဒီနိုင်ငံရဲ့ခုနပြောတဲ့နိုင်ငံရဲ့တည်ငြိမ်မှုအဲ့ဒါကတော့ကျွန်တော်တို့ကတေချာပေါအမှတ်လျှော့ခံရမှာနော်အဲ့တော့ပုံမှန်ခြေနေဖြစ်သွားရင်တောင်ကျွန်တော်တို့စီမှာတချို့ယင်းနှိမ့်မြုံနိုင်မှုဘာကိုတွန့်ဆုတ်နေတာလဲဆိုကျွန်တော် GDP ကိုကြည့်တာမြန်မာနိုင်ငံရဲ့ GDP က 1 year မှာတစ်နှစ်မှာကျွန်တော်တို့ကဘီလီယံ60ကျော်လောက်ပဲရှိတယ်အဲ့တော့ထိုင်းနိုင်ငံရဲ့ GDP ကိုလေ့လာကြည့်တော့ထိုင်းနိုင်ငံရဲ့ GDP ကတစ်နှစ်ကိုเนาะသူ့နိုင်ငံရဲ့ GDP က900ကျော်ရှိဆိုတော့ကျွန်တော်တို့ထဲ89000လောက်မြင်တယ်89000လောက်กว่ากว่าတော့ तू က GDP မြင့်မှာအဲ့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ငွေကြေး financial performance လို့ခေါ်တယ်စာလို့ပြောရင်ငွေကြေးသုံးစွဲနိုင်မှုကမြင့်မှာ ဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့ဒါ legacy လေကားဆိုတာ legacy အဆန်ရှင်ဟိုနိမဟုတ်ဘူးเนาะစားမုံတော့ကိုမဟုတ်ဘူးစားမုံတော့ကိုမဟုတ်တဲ့ခါကျတော့ဒါရမရှိမဖြစ်မဟုတ်မရှိမဖြစ်မဟုတ်တော့သက်ဆိုင်ရာရင်းနှီးမြှုပ်နှံတဲ့ Camry ကြီးတွေကစဉ်းစားတယ်မြန်မာနိုင်ငံမှာနေလို့တစ်နှစ်ကိုအစည်းဘလောက်ရအောင်ပါလဲထားပါတော့เนาะတစ်နှစ်ကိုအဲ့ဈေးနဲ့အစည်းဘလောက်ကျွန်တော်တို့နိုင်ငံသားတွေကဝယ်စည်းနေပါလဲဆိုတာရှိတယ် ਸੀ တော့ခုနပြောတဲ့ SKD CKD ဖြစ်လာဖို့ကလည်း ် SKD တော့ဖြစ်ရင်ဖြစ်ပါဗျာလုံးဝဒီအလုံးစုံဒီမှာလာရင်းနှီးမြှုပ်နှံတဲ့ပုံစံမျိုးကြီးနော်ကတော့တော်တော်လေးတော့ဟိုစဉ်းစားရမယ်မရှိဘူးလို့တော့မပြောဘူးနော်ဟိုနည်းနည်းသိပ် brand မရှိတာမျိုးတွေအဲခုနပြောတဲ့နောက်ဆုံးတိုတာတို့ဘာလို့လာတော့မှ SKD လောက်ပဲဖြစ်ရင်ဖြစ်ပါအင်းဒီတိုင်းနိုင်ငံမှာရှိတဲ့ကားစီးနဲ့အနည်းဆက်ဆုံးပြောတာနော်မြန်မာနိုင်ငံမှာရှိတဲ့ကားစီးကတော့လက်ရှိဈေးတန်းမှာကိုပဲအနည်းဆုံး3000လောက်กว่าတာတွေ့တယ်နော်3000လောက်กว่าတယ်ဆိုတော့ဘာကြောင့်အဲ့လောက်กว่าနေတာလဲ ပြန်ကြည့်တော့သူကအဓိကကထိုင်းနိုင်ငံကသူ့နိုင်ငံတဲမှာခုနစကီတီလုံးဝအလုံးစုံเนาะထုတ်လုပ်တဲ့တိုတာရှိတယ်ဗျာပြီးရင်ကျန်တဲ့ကျွန်တော်တို့ Suzuki ရှိတယ်ဗျာ Honda ရှိတယ်ဗျာ EV တဲမှာဆိုလို့ရှိရင်ဗျာ Thai မှာဆိုဗျာ MG ကလည်းအဲသူသူဒီမှာရှိတယ်เนาะဟို showroom အစ်စင်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံ showroom လောက်ပဲရှိတာเนาะ showroom ကဘာမှလုပ်လို့မရဘူးတခုခုဆိုလို့ရှိရင်သူကဟိုစက်ရုံပြန်ပြီးတော့ spare part မှားတာမျိုးတင်သွင်းတာမျိုးဒါမှမဟုတ်လောက်ရတာ ော်ဗမာပြည်မှာအဲ့လိုခုန SKD CKD မရှိတဲ့ပြဿနာပေါ့အဲ့တော့ဈေးတန်းအနေနဲ့ကတော့မြင့်နေတယ်မြင့်နေသေးတယ်အဲ့တော့ကားဈေးကွက်ကခုနပြောတဲ့အလားလား2010ရှိမှာကျုံခဲ့ဘူးတယ်မလန်နေဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ချိန်ကတော့3000 4000လောက်ထိတော့ရှိတယ်တချို့လန်နေဆိုအဲ့တော့အဲ့ဒီနောက်ပိုင်းမှာ2010နောက်ပိုင်းမှာဘယ်လောက်တိဖြစ်လဲ3000 4000လောက်ကတထောင်ချောင်းလောက်ပဲရှိတော့တယ်ဒါပေမဲ့အဲ့ဒါအခွန်ဖြုတ်ချပလိုက်တာအဓိကအခွန်ဖြုတ်ချပလိုက်တယ်နောက်တစ်ခါဘာထပ်လုပ်လိုက်လဲဆိုတော့ခုနပြောတဲ့ ဒီကားမူအရာပြောင်းလိုက်တာပေါ့နော်တစ်ဖက်မှာလည်းသူကကျသူဒေါ်လာကလည်းပဲအဲဒေါ်လာဈေးကလည်းသူက1200လောက်ကနေပြီးတော့အာ800လောက်ဖြစ်သွားတာရှိတယ်နော်800လောက်ဖြစ်တယ်ဆိုတော့ဒေါ်လာက3ပုံ2ပုံလောက်ကျပြီမဲ့ကားဈေးကွက်က2ဆ3ဆကျသွားတာနော်ဒေါ်လာကျတဲ့အချိန်မှာဒေါ်လာကျတာနဲ့ကားဈေးကျတာနဲ့ကတော့မပြောင်းဘူးဒါ2010မတိုင်ခင်မှာကြုံဘူးတယ်အဲ့တော့အခုဒီကျွန်တော်လာမဲ့ပေါ့ဗျာတိုင်းပြည်ပုံမှန်အခြေအနေဖြစ်သွားတဲ့အခြေအနေတစ်ခုမှာ ပြည်သူအစိုးရတရပီ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 ပေါ်သွားပြီလွတ်တော်ကြီးလည်းရှိလာပြီအခုလိုတူတယောက်ကနေပြီးတော့အေးရက်ဆိုမှဖြစ်တဲ့ဟာမျိုးတူတယောက်ရဲ့ဗဇက်ထဲမှာရှိတဲ့ဥပဒေမျိုးမဟုတ်ဘဲနဲ့တကယ့်ကိုကျွန်တော်တို့ကဟိုပြည်သူအစိုးရတရနော်ပေါ်ပေါ်လုံလုံဖြစ်လာပြီလွတ်တော်ကြီးလည်းရှိလာပြီနော်ဘူဝါဒတွေကိုလည်းထိန်းချောင်းတဲ့သက်ဆိုင်အဆင့်ဆင့်ကော်ပိုရိတီပေါ်တော့ဒလိုရီဖြစ်လာပြီးပြီဆိုရင်တော့တဖက်မှာခုနပြောတဲ့ဒေါ်လာဈေးကွက်နော်အခြားသောကျွန်တော်တို့ကားသွင်းတင်သွင်းတဲ့ဘူဝါဒနော်ဒါတွေအပြောင်းလဲတွေကြောင်းနော်ဈေးတန်းတစ်ခုပြန်မှန်သွားနိုင် ပြည်ပဈေးွက်တွေနဲ့အရန်ဟားတဲ့အခြေအနေမျိုးဟုတ်ချပါဟုတ်တော့မှာဒီကားတွေကထိုင်းလိုပဲလာပြီးတော့စက်ယုံတွေတဲပြီးတော့ထုတ်မာလာပြုတ်မာလာဆိုတော့ကျွန်တော်တို့ GDP လောက်နဲ့တော့ကျွန်တော်ထင်တယ်ကျွန်တော်ဆိုလည်းသိစင်းစားမှာမဟုတ်ဘူးเนาะအဲ SKD လောက်တော့အရင်စရင်စမယ်အဲပြီးတော့မှ तू ကဒမန်းကိုကြည့်ပါခုနပြောတဲ့ Camry တွေက तू ထိုင်းမှာယူပြီးသွားပြီဖြစ်တဲ့တော့နောက်ဆုံးပြမြန်မာနိုင်ငံကိုထိုင်းမှာပို့ရင်ရတာပဲအဲ့တော့ထိုင်းနဲ့မြန်မာနဲ့ပို့တဲ့ test ကိုညှိလိုက်ရုံပဲအဲ့တော့ तू ကမြန်မာပြည်မှာလာပြီးတော့တိတက်တဲပြီးမြန်မာပြည်ကနေဘယ်ထပ်ပို့ပါလဲတခုပဲရှိတယ် ဆိုပါတော့ဗျာခုနပြောတဲ့ SKD တို့ CKD တို့နောက်နိုင်ငံတကာခုနပြောတဲ့ Toyota တို့ခုန Honda တို့နောက်ခုန MG တို့เนาะဟိုအထိုင်းလို့ဗောဗျာเนาะအဲ့လိုမျိုးကျွန်တော်တို့ဘက်မှာလဲเนาะဖွင့်ပေးလိုက်လို့เนาะလာပြီးတော့ယင်းဒီမြုပ်နှံမှုတွေလုတ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဘက်ကဘာပြင်နိုင်ရမလဲဆိုတော့အဲ့ဒီ Camry D ရဲ့နော်သူတို့ကောက်ခံတဲ့အခွန်တွေထက်ကျွန်တော်တို့ကတက်ပအောင်လုပ်ပေးဖို့နောက်တစ်ခါလိုအပ်တဲ့ပေါ့ဗျာနောက်ကပံ့ပိုးမှုတွေပေါ့နော်အထူးသဖြင့်တော့ကျွန်တော်လျှက်ရှင်ပဲနော်သူတို့ကပြန်အောင်လုပ်လို့မရဘူးကျွန်တော်တို့နိုင်ငံလိုမျိုးဆိုအကြီးကျယ်ကျော်သွားပါ နော်ပြီးနောက်ထပ်ကျွန်တော်တို့ကလုံသားနော်ကျွမ်းကျင် scale လေးပါနော် scale လေးပါတွေရှိရမယ်နောက်ထပ်ဘာထပ်ဖြည့်ရှိအောင်မလဲဆိုတော့လောက်ခတ်တက်တာတယ်သူကအဲ့လိုအားသာချက်တွေရှိမှဒီကံပရီရဲ့ရွှေပါပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့တော့မြန်မာပြည်မှာတို့ကကံပရီလာဖွင့်မဲ့စားတော့သူကသူလက်ရှိထိုင်းမှာရှိနေမယ်ဆိုတော့သူတို့မလေးရှားမှာရှိနေမယ်ဆိုအဲ့မှာပဲဆက်လုံလုံပြီးတော့မင်းတို့လိုချင်လိုချင်လို့ရှိရင်အဲ့ကံတွေတစ်ဆင့်ရောင်းမယ်ဒါပဲလုပ်တော့မှာသူတို့ဗမာပြည်ထဲမှာလာပြီးတော့အဲ့လိုဓာတ်ရိုက်တဲဖို့ဆိုတာကိုယ်ကကျွန်တော်ပြောဆိုဓမန်းကိုတွတ်မယ်နောက် GDP ကိုတွတ် GDP ရန်กว่า 2010မတိုင်ခင်ကနော်ကျွန်တော်ပြောခဲ့တယ်ခုနကာလာတစ်ခုပေါ့နဝတနာဖာပေါ့ဗျာအဲ့လိုကာလာတစ်ခုမှာနော်သူအဲ့လိုပဲဒီပါမစ်ပေးတဲ့ခါကျတော့ဒီလက်တဆုပ်စာဒီတူးချင်းကိုဒီ individual အဲသွေးငွေတွေပေးတာမဟုတ်ဘူးမဟုတ်တော့သူကဘာလုပ်လဲဆိုဈေးဘွက်ပြိုင်ဆိုင်မှုမရှိဘူးဈေးဘွက်ပြိုင်ဆိုင်မှုမရှိတဲ့ခါကျတော့ဟိုသူတို့သွေးနဲ့ဟာကိုပဲကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့လူတွေကို customer ဝယ်မှရမယ်နော်ဒါပဲသွေးနဲ့ပေါ့ဗျာဒီလိုပုံစံမျိုးတွေကအဲ့ဒါအခုအချိန်နေတော့တူတယ် ကျွန်တော်တော့ပြောလိုက်သေးတယ်เนาะဟိုကာလောကလည်းဘာမှဘူးအာနာသိခံရတာပဲလို့เนาะအဲ့တော့ तू အဲ့လိုနူတစုကနေပဲဒီတင်သွင်းခွင့်တွေကိုရတာ तू တူနေတော့ဟို2010နောက်ပိုင်းကျတော့နည်းနည်းပြန်ဖွင့်ပလိုက်တယ်เนาะခုနကဘာအယတားပေါ်ဗျာဘာညာတာပေါ်တော့ဗျာအဲ့လိုအခြေအနေဘက်ကိုရောက်လာတော့เนาะအဲ့ကျတော့ပုံစံနည်းနည်းပြောင်းလာတယ်ပြောင်းလာတော့အဲ့မှာခုနကပြောတဲ့ကိုကိုပိုင်လေလံဆွဲတာလို့လက်ရှိဈေးတန်းအရာတော့ကျွန်တော်တို့ကခုနဂျပန် used car တွေပြပအခုလက်ရှိတင်သွင်းနေတယ်ပေါ့ဗျာ။မ brand new car တွေခုန EV တွေ လက်ရှိအခြေအနေမှာတော့ပြပဇီးကွက်နဲ့တော့မြင့်နေတာမှန်နေပုံမှန်ခြေနေတခုပြန်ရောက်သွားခဲ့မယ်ဆိုရင်တော့မနော်အခွန်အပေါ်မှာလည်းနည်းနည်း adjust လုပ်လို့ရရင်ရမယ်ဒေါ်လာရဲ့ဝေကြီးဖောင်းပွားမှုရဲ့အပေါ်မှာပဲကျွန်တော်ထင်တယ်ဈေးနှုန်းအတက်ကြာနည်းနည်းအခြေခံလိုက်ပါနောက်ထပ်တစ်ခုကဒီတရုတ်ဈေးကွက်ကြီးဆိုမှုကဘာမှာလည်းပဲသူကဒီတရုတ်နိုင်ငံရဲ့ဒီတရုတ်ထုတ်ကားတွေပေါ့ဗျအဲ့ဒီကားတွေရဲ့ဈေးကွက်ကြီးဆိုမှုအန်ရီယာလည်းမသိဘူး အဲတရုတ် brand တွေကိုပဲကျွန်တော်တို့ကဥပမာအခုလိုမျိုးကျွန်တော်တို့ဟို franchise ယူပြီးလုပ်နေတာမျိုးတွေနော်တရုတ် brand တွေကိုပဲကျွန်တော်တင်သွင်းနေတာမျိုးတွေဆိုရင်တော့ရေရှည်မှာတော့ကျွန်တော်တို့ကားစီးကွက်တော်တော်အန္တရာယ်များတယ်။ဘာဖြစ်လို့လဲဆိုတော့ခုနပြောတရုတ်နိုင်ငံကားထုတ်နေတာကမိတ်ဆွေတို့ဒီမှာခုကားလုပ်ငန်းတစ်ပိုင်းတစ်ပိုင်းမြန်မာနိုင်ငံမှာလုပ်နေတဲ့လူတွေတောင်မှတရုတ်ပြည်မှာတချို့စိတ်အောင်သွားထောင်ပြီးတော့လုပ်နေတဲ့လူမရှိဘူးလို့မထင်နဲ့။မရှိဘူးလို့မထင်နဲ့။ เนาะတချို့ကိုယ်တိုင်သွားပြီးတော့เนาะတစ်ဖက်ကလာဒီကတေယုတ် investment ပေါ့ဗျာသူနိုင်ငံရဲ့ဥပဒေရာเนาะနာမည်ခံပြီးလုပ်ရင်လုပ်နေမှာဒါပေမဲ့မြန်မာလုပ်ငန်းရှင်တွေမပါဘူးလို့မပြောနိုင်မပါဘူးမပြောနိုင်အဲ့တော့ဘာဖြစ်လာနိုင်လဲဆိုတော့ခုနမြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ quality ထုတ်လာအောင် export quality လို့ခေါ်တယ်ကျွန်တော်တို့ကသာပြပောက်ကိုပို့ရင်ကောင်းအောင်လုပ်တာ export quality ဆိုတာကျွန်တော်တို့ကသာပြပောက်ကိုပို့လို့ရှိရင်เนาะဟို quality အရေးသွေးကောင်းအောင်လုပ်ကြဟဲ့ဆိုတော့ နော်သူတို့နိုင်ငံတွေမှာကြတော့အဲ့လိုမဟုတ်ဘူးသူတို့နိုင်ငံတွေကသူတို့ local မှာကြတော့သူတို့သုံးတဲ့အရေးသွေးတွေကအရင်ကောင်းတယ်ကျွန်တော်တို့ပြပကကကမ်ဘောဒီးယားတို့နော်ဟိုလာအိုတို့မြန်မာတို့ထိုင်းတောင်မဟုတ်သေးဘူးနော်ထိုင်းကိုကျွန်တော်တို့ပို့တဲ့ကားမျိုး brand တွေပို့လို့မရဘူးအဲ့တော့လာအိုတို့မြန်မာတို့ကမ်ဘောဒီးယားတို့နော်အဲ့လိုနိုင်ငံမျိုးတွေပို့ဖို့တရုတ်ကတီးတန့်ရှိတယ်နော်မော်တော်ကားပဲဖြစ်ဖြစ်မော်တော်ဆိုင်ကယ်ပဲဖြစ်ဖြစ်စက်ပစ္စည်းတွေတောင်မှအဲ့လိုခွဲထားတယ်စက်ပစ္စည်းတွေမှတော့အဲ့လိုခွဲထားတယ်အဲ့တော့ကျွန်တော်ပြောချင်တာ က ကျွန်တော်တို့ကအဲ့ဒါကိုနော်သက်ဆိုင်ရာဟိုတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဟိုဘာလို့သိလဲဆိုလို့ရှိရင်နော်တရုတ်နိုင်ငံတစ်ခုထဲမှာရှိတဲ့ဈေးကွက်ကိုကျွန်တော်အမြင်နဲ့အဲ့လိုဘယ်လိုခေါ်မလဲဈေးကွက်တစ်ခုအပေါ်မှာပဲကျွန်တော်တို့ကတပတ်လောက်ပြီးတော့ဒီလိုတင်သွင်းနေတာတဲ့ဆာလို့ရှိရင်အပြိုင်ပေါ့ဗျာဆိုတော့ supplier ကိုတူးတဲ့ထားတာစီးပွားရေးမှာဆိုရင်ကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတော့စီးပွားရေးစကားနဲ့ပြောမယ်ဆိုရင်သူကတရုတ်က bargaining power လို့ခေါ်တယ်မြင့် bargaining power မြင့် supplier bargaining power မြင့်နော်တရုတ်ကသူကမာနိုင်စွမ်းပေါ့နော် မြင့် ဘာဖြစ်လို့လဲကျွန်တော်ကအခြားဈေးကွက်မှာမရှာအခြား supplier မှာမရှာနော်ဆိုပါတော့ဗျာအခုကျွန်တော်မလေးရှားရှိတယ်ဗျာထိုင်းရှိတယ်ဗျာနော်စင်ကာပူကတော့ထားမကတ်နိုင်ဘောစင်ကာပူကဈေးကိုမြင်တယ်ဘောစင်ကာပူမှာလည်းအဲ့လောက်ထိကျွန်တော်တို့ကျွန်တော်တို့လိုချင်တဲ့ဒီဈေးသက်သာတဲ့ကားမျိုးတိတ်မရှိဘူးနော်ပြီးတော့စင်ကာပူကသူကဟိုစင်ကာပူဒေါ်လာကိုကလည်း rate ကမြင့်နေတာဆိုတော့ကျွန်တော်တို့ကတ်နိုင်တာကဥပမာဗျာထိုင်းရှိမယ်ဗျာခုနပြောတယ် ADR ရှိမယ်ဗျာနောက်ပြီးရင်ကျွန်တော်တို့ဘာရှိမလဲမလေးရှားရှိမယ်ဗျာနောက်ဆုံးဗျာ BNN အောင်ကျွန်တော်တို့တရုတ်ထက် BNN အောင်မြင့်နေဗျာ ဆိုပါတော့အဲ့တော့ဈေးကွက်တွေကိုအဲ့လိုမျိုးကျွန်တော်တို့ကအခြားတရုတ်ကိုတရုတ် supplier တွေကိုကျွန်တော်တို့ကရှင်းပြနိုင်တဲ့အဲ့တော့မှလည်းသူကဘာဖြစ်လာလဲဆိုတော့အခြားနိုင်ငံတွေနဲ့သူကတရုတ်နိုင်ငံရှိတဲ့ supplier တွေကသူကအရင်သူ့ကိုမြင့်တင်ပြီးလိုက်တော့မှာအမှန်ကန်ချက်မရှိတဲ့တရုတ် brand တွေထားပါတော့ဗျာတရုတ်ကားတွေတရုတ်မော်တော်ဆိုင်ကယ်တွေအစားရှိတွေဒါမျိုးတွေထက်စရင်ကျွန်တော်အမှန်ကန်ချက်ရှိတဲ့ခုနပြောတဲ့ supplier တွေကျွန်တော်တတ်တိုးချက်ရှာဖို့လိုတယ် ဟိုကျွန်တော်ထင်တယ်ဗျာအခုလာမဲ့ဒီတစ်နှစ်လောက်အတွင်းတော့တိတ်အပြောင်းလဲမရှိနိုင်ဘူးအဲတခုရှိတယ်အဲ့ဒီနောက်ပိုင်းမှာတော့အဲတခုခုအပြောင်းလဲဖြစ်ခဲ့လို့เนาะဘူဝါဒတွေ change တယ်ဥပဒေတွေပြောင်းတယ်ဆိုရင်တော့နည်းနည်းအပြောင်းလဲရှိရှိမယ်ကျွန်တော်ကတော့ဒီကားလုပ်ငန်းကိုအခြားစီးပွားရေးထက်စားလို့ရှိရင်တော့လက်ရှိအခြေအနေမှာတော့တော်တော်သတိထားမဲ့လုပ်ငန်းထဲမှာထည့်ရမှာဘာဖြစ်လို့ဆိုတော့လူတူတယောက်ရဲ့ဘူဝါဒအပေါ်မှာမူတည်နေလို့နောက်တစ်ချက်ကခိုင်မာတဲ့เนาะမူဝါဒတည့်ရတိတိကျကျမရှိလို့ နောက်တစ်ချက်ကနောက်ကနေကျွန်တော်တို့အတွက်ဈေးကွက်ပြိုင်ဆိုင်တဲ့ supplier ကျွန်တော်တို့ကကြတော့ဒီဒီဘက်မှာ buyer ရှာရမလို့ supplier ကိုကြည့်ရတယ်။ supplier ကကြတော့တရုတ်ကြီးစိုးမှုတခုတည်းဥတည်သွားနေတယ်နော်။အဲ့တော့အဲ့ဒါကကျွန်တော်တို့အတွက်အန္တရာယ်။ဆိုတော့အဲ့ဒါတွေကြောင့်လက်ရှိမှာကျွန်တော်တို့ကလက်ရှိအခြေအနေမှာတော့အထူးဒီတတိနဲ့လောရတဲ့လုပ်ငန်းထဲမှာပြောပါဆိုရင်ကားပါတယ်နော်။2010မတိုင်ခင်ကလည်းအဲဒီခုနနောက်ဝတ္တနာဖာကာလာပေါ့။အခုအဲ့ဒါနဲ့တူတာဟုတ်ဒီလက်ရှိကာလာ။အဲ့လိုကာလာမျိုးတွေမှာတော့အထူးသတိထားရ ဈေးနှုန်းအတက်ကြအရန်ကြံနောက်တစ်ခုက policy အပြောင်းလဲနော်တေးကြရဲရှိအောင်ပါရှိအောင်ပါဘာလို့အခု policy ကအသေးမဟုတ်နောက်တစ်ချိန်မှာပုံမှန်အချိန်တွေဖြစ်သွားတဲ့အခါမှာ policy တခု change ပါပြောင်းပါအဲ့ဒီကြရင်ဘယ်လိုပုံစံလာမလဲဆိုတဲ့အပေါ်မှာကားခေးရဲ့အပေါ်မှာအကြီးမားဆုံးရိုက်တယ်အခွန်ကဗျာတစ်ဖက်မှာ1% 2%လောက်ချပေးမယ်တန်ဖိုးကြီးတဲ့ကားဆိုဒီဘက်မှာယာကနန်းကြပါ အဲဘယ်နိုင်ငံတွေလွတ်လပ်ဆိုတင်သွင်းဝင်ပြုတ်ရဲလို့နော်ခုနပြောတဲ့တူးချင်းနော်လွတ်လွတ်လပ်လပ်ကျွန်တော်တို့ဟိုတင်သွင်းလို့ရတယ်အဲတီးတဲ့ဒီလို show room တွေရပဲချုပ်ကင်ထားတာမျိုးမဟုတ်တော့ဘူးဒါမှမဟုတ် SKD တွေဝင်လာမယ်နော်ဒါမှမဟုတ်ပြည်တွင်းမှာပဲ CKD အဆင့်ဖြစ်လာမယ်ဆိုရင်လည်းဈေးကွက်ပြောင်းလဲရှိနိုင်တယ်နောက်ထပ်တစ်ခုကတော့ကားဈေးကွက်ပုံမှန်ဖြစ်ဖို့ဆိုတာကတော့ဟိုကားဈေးကွက်လည်းပဲအာနာသိန်းခံရတာလွတ်မြောက်မှရပါနော်လက်ရှိအခြေအနေမှာတော့ကားစီးကွယ်လည်းရှိမှပြောခဲ့သလိုနော်အာနာသိမ့်ဖို့မလွတ်မြောက်သေးဘူးဆိုတော့အဲ့လိုဒီ ပုံမှန်ကျွန်တော်တို့ဘူဝါဒတစ်ခုဥပဒေတစ်ခုခိုင်ခိုင်မာမာဖြစ်လာတဲ့တည်တည်ငြိမ်ငြိမ်ဖြစ်တဲ့အခြေအနေမျိုးဆိုရင်တော့နော်ကားလုပ်ငန်းကလည်းအင်မတန်လုံးလုံးကောင်းတဲ့လုပ်ငန်းပါလက်ရှိအခြေအနေမှာတော့ကျွန်တော်ရှေ့မှာပြောခဲ့သူတတိထားလို့ရမယ်အဲ့တော့ကျွန်တော်တို့ကဟိုခုနနောက်ဆုံးနေကိုချုပ်ပြောရရင်တငယ်ရေးတယောက်ပြောခဲ့သူပဲနော်ကျွန်တော်တို့ဒီကားလုပ်ငန်းလုပ်ကင်နေတဲ့မိတ်ဆွေတွေအကုန်လုံးနော်တတိချက်အမှာနော်မော်တော်ကားမဟုတ်မော်တော်ကားပြည့်နေတာနော်အဲ့တော့မော်တော်မော်တော်နဲ့ကျွန်တော်တို့ကနော်ကားသွားရတယ်အဲ့ဒါလည်းကျွန်တော်တို့တတိထားဖို့လိုပါတယ်ကျေးဇူးပါ